နိုင်ငံရဲ့ဝင်းကျင်မှာတန့်ရှင်းနေတဲ့စိမ့်လန့်နေတဲ့အခုရှင်ပြဖွံ့ဖြိုးတိုးတဲ့နိုင်ငံတွေသွားကြည့်မသွားနိုင်ဘူးဆိုရင်လိုင်းပေါ်နေကြည့်လို့ရတယ်ကြိုက်တဲ့နိုင်ငံကိုရိုက်ရှာကြည့်လိုက်ဖွံ့ဖြိုးတိုးတဲ့နိုင်ငံတွေစိမ့်လန့်နေမယ်တန့်ရှင်းနေလိမ့်မယ်အကုန်လုံးစနစ်ကြအမိုက်ပြတာစနစ်ကြကြီးဦးသေးပေါက်စနစ်ကြဒီလိုနိုင်ငံမှာဘာမှစနစ်မကြဘူး အဲ့ဒါလေးမြတ်စွာဘုရားရဲ့ခန္ဓာကဝိတ္တတိကျတော့မှာဟောပြီးတာဒီလိုတို့ဘုန်းကြီးတွေလည်းမလိုက်နာဘူးလူတွေလည်းမလိုက်နာဘူးဘုရားဟောတာအလကားလို့ထင်နေတာဘုရားဟောတာကိုပြစ်ဆက်လက်ကလောက်ထားတာဒီလိုတို့နိုင်ငံကလေဒါကြောင့်ဗယံဝရနိုင်ငံကြီးဖြစ်နေတာပဲအဲ့ဒါလေးဒီလိုတို့ပြောင်းလဲရမှာပြန်နော်အဲ့ဒါနိုင်ငံလိုက်ကြီးတယ်ပေါ့ချုံလိုက်ပေါ့ဗျာခုဒီသင်္တန်းကြီးဖွင့်ထားတဲ့ဝင်းကျင်မှာပဲချုံကြီးလဲဟာတင်ညာတင်ကြားဖို့ခွင့်လန်းနေများနေဒီဝင်းကျင်ဟာပညာတတ်တွေရှိလို့ပညာတင်ကြားဖို့ခွင့်လန်းနေရှိရင်အဲ့ဒီဝင်းကျင်ဟာပညာတတ်တွေရှိလို့ စာကြည့်တတ်ကြီးတွေအလုံးလုံးနေတယ်ဆိုရင်အဲ့ဒီဝိညာဉ်ဟာပညာတတ်တွေရှိလို့မိတို့နေတဲ့ဝိညာဉ်ဟာအတန်ရှင်စိမ့်လန်းနေတယ်ဆိုရင်ပညာတတ်တွေရှိလို့ပဲအဲ့ဒါတို့ရောတိဆောက်တဲ့အခါလူမှုဝိညာဉ်တစ်ခုကိုတိဆောက်တဲ့အခါဒါကိုတိဆောက်ရတယ်တန်ရှင်စိမ့်လန်းအောင်တိဆောက်အောင်မယ်ဒါစီကံတဲ့ကြံနေတိုင်းတဲ့အကုန်လုံးသင်ရအိနာတဲ့ရဲ့မယိုင်းတဲ့စိတ်ကငကိုပါရဲ့ဘသူမှလေ့ကျင့်ယူတရားမလိုဘူးမယိုင်းတာလေ့ကျင့်တရားလိုလားဗျအဝိဒါတနာဥဆောင်ပြီးအနုတ္တိယကိလေသာတွေမှာမယိုင်းတဲ့စိတ်တွေအပြည့်ရှိလားမရှိဘူးလား အဖေမိတောင်တရရဲတဲ့စိတ်ရှိနေတယ်ကုန်ပြီလားမကုန်သေးဘူးနေရတာလေးမိသားလေးတွေမပေးရသေးဘူးတို့အချိန်မပြောင်းလဲသွားနိုင်ရှင်မရတို့တို့ဘာဟုတ်လိမ့်မယ်ရှင်မဘောက်ကလည်းတတင်းချင်းတဲ့ကဘာသတိပါရွှေဖြစ်ခဲ့တဲ့ပုံကိုကြီးဖေမေပြန်တက်ခဲ့တယ်ဒီကဘာထဲမှာဟုတ်လားဒါကြောင့်နောက်ဆုံးလူလူရိုက်တက်ခံရတာလေအဲ့ဒါဆိုတော့စဉ်းစားကြည့်ပေါ့တပည့်တို့မပေးရသေးတဲ့အတွက်အရှင်မရတို့စိတ်ချလက်ချနေလို့မရဒါကြောင့်တို့အသိပညာချုံနဲ့အမြဲတမ်းအုံနေရအဝိဇ္ဇာအောင်ပါမိုင်းမဲတဲ့တဏှာရဲ့အစွမ်းနဲ့ ရော်ရမ်းတော်သွားပြီးတော့ကြံတန်းရိုင်းပြက်ကလေးလိုထောင်းနေအချုပ်တွေမတရားတဲ့နေရာတွေပေါ်ပေါက်လာခေါရန်တပည့်တော်ပြောတယ်တိုင်းပြည်ပညာမဲ့တွေများနေတယ်ဆိုတဲ့တေဂေတကြည်ရရသုံးခုရှိပါတယ်ဗျာပြောပါအောင်ဗျဆေဟိုဇေကန်းနဲ့လူစီးနေရဲ့နောက်တစ်ခုကအချုပ်တွေထောင်းနေလူစီးနေရဲ့နောက်တစ်ခုကတရားရုံးတွေမှာလူစီးနေရဲ့တပည့်တော်အဆိုးဆုံးတစ်ခုပြောခဲ့တယ်လေတိုင်းပြည်ပြည်တွင်းစစ်ကြီးဖြစ်နေတာအဆိုးဆုံးဖြစ်သွားပြီမိုက်တာကန်းကုံသွားပြီလို့ပြောတာ န်းကုံအောင်မိုက်တဲ့လူတွေများလာရင်မြေတွင်းစစ်ကြီးဖြစ်အဲ့ဒါပညာမတက်လို့ဒါကြောင့်ဘုရောဘုရောကပြောခဲ့တယ်ပညာရေးသည်နိုင်ငံရေးဖြစ်သည်သိမ်ပြူဆရာသက်တင်ကြောင်းမှာပြောခဲ့တာဗျာကျောင်းစင်ပွဲမှာဩဝါဒပေးခဲ့ဆရာဆရာမတွေပညာတက်ဖို့လိုတယ်ဘုန်းကြီးတွေပညာတက်ဆရာကြီးရွှေဦးတော်ကျွန်တော်ဤတသက်တာရီမန်းချက်ကြီးနှစ်ခုဆိုတဲ့စာအုပ်ထဲမှာဆရာကြီးရွှေဦးတော်ပြောတာရှိသူခိကပေါ့ဗျာဆရာဆရာမတွေတင်တန်းစဉ်ဆရာဆရာမတွေသူသွားပြီးဟောပြောဝဲလုပ်ပါတယ်ဆရာဆရာမ800လို့ပြောတယ် ဲ့ဒါပုံမှန်စာဖတ်တဲ့ဆရာကျောင်းကဘယ်နှယောက်ရှိတော့ဆိုပြီးတော့လက်ထောင်ခိုင်းတဲ့အခါကျတော့အဲ6ယောက်လောက်ပဲတွေ့ပါလေတရားတယောက်တော့မပြေတော့ဘူးလေဒါသူခက်ဖုံးမပေါ်လေးတဲ့ခက်ရိုက်ရှူတော့လို့ခက်အခုဆရာဆရာမတွေစာမဖတ်တော့တထောင်တစ်တထောင်တစ်လောက်ရှိတော့တပည့်တော်ကတနိုင်ကလုံးပတ်တင်တယ်တနိုင်ကလုံးပတ်တင်တယ်တက္ကသိုလ်တွေဝင်တင်တယ်ကျောင်းဆရာဆရာမတွေရိုးရိုးအရင်တော့ Buddhist awareness training ဆိုပြီးပေးတယ်ဘောဓဘာသာမြင်ဖွင့်သင်တဲ့ဆိုတော့အောင်းသင်ပြောင်းလိုက်တယ် ဤသူနေတီမြင်ဖွင့်တင်တယ်ဆိုပြီးတင်တယ်တက္ကသိုလ်တွေမှာလောက်ရမယ့်လုပ်ငန်းဘယ်လိုလုပ်ခဲ့ရဲဆိုတဲ့အတွေ့အကြုံတွေရဲ့လုံဆောင်ရမယ့်လုပ်ငန်းတွေကိုရေးပြီးတင်ထားတယ်နောက်တစ်ခုကဒီပြောတော့ဆရာဆရာမတွေကိုပေးရမယ့်အပိုင်းနောက်ကိုပိုင်အကြောင်းတွေနောက်အခြေခံပညာအကြောင်းတွေနောက်ဘာကအကြောင်းတွေငားနေရအဲ့ဒီငားနေရကိုဤသူနေတီမြင်ဖွင့်တင်တဲ့နေ့ထိတိမိမိပေးဖို့လို့တယ်ပြောတော့ရော်တရားမှာအများနဲ့ပြောတယ်ဆရာကြီးရဲ့ဘုန်းကြီးရဲ့ ရွာလူကြီးရအဲ့သုံးခု leadership role မှာရှိနေတဲ့သုံးခုအဲ့ဒါကောင်းအောင်ပဲရွာလူငယ်တွေတို့ကလေးတွေဆိုတော့အဲ့ဒါတို့အတူပါလိုက်လေဒီလူကြီးသုံးခုကောင်းဖို့လို့အဲ့ဒါဘုန်းကြီးတွေကိုအခုပြောလို့ရှင်ပြတို့သင်တန်းတွေပေးတယ်အလုံးလုံးနိုင်တဲ့တတိတွေပါသွားစေချင်တာဒါတော့ရှင်ပြတို့အခုပြည့်နေတဲ့သူရှိသေးတယ်အခုချိန်ကြီးကောင်းတဲ့ဘက်ကနေပြန်ကြည့်မယ်ဆိုလဲသုံးနေရာရှိပါတယ်ဗျာနိုင်ငံတိုင်းငယ်ရဲ့ဖွံ့ဖြိုးတိုးတက်တဲ့လက္ခဏာတွေကိုကြည့်မယ်ဆိုရင်အစကြီးတိုက်တဲ့မြူစီယံတွေမှာလူစီးနေရဲ့ အဲ့နိုင်ငံမှာပညာတတ်တွေများတယ်ဆိုတဲ့သင်္ကေတဘယ်နေရာလဲလူစီယာစာကြီးတိုက်တွေမြူဇီယံတွေလူစီးနေတယ်နောက်တကအတန်းကျောင်းတွေတက္ကသိုလ်တွေဟာလူစီးနေတယ်အတန်းကျောင်းတွေတက္ကသိုလ်တွေမှာလူစီးနေတယ်အဲ့ဒါဆိုလဲအဲ့နိုင်ငံပညာရေးကောင်းနေတယ်ပညာတတ်တွေပေါ်တဲ့နိုင်ငံလို့ပြောတာနောက်တစ်ခုကနိုင်ငံတစ်နိုင်ငံမှာတန့်ရှင်းနေတဲ့စိမ့်လန်းနေတယ်ဆိုရင်အဲ့ဒီနိုင်ငံမှာရှိတဲ့လူတွေပညာတတ်တယ်လို့ပြောတာသုံးချက်ကြည့်လို့ရတယ်နံပါတ်1ကစာကြီးတိုက်ကြီးတွေမြူဇီယံကြီးတွေ ဇာကြီးတိုက်ကြီးတွေမြူစီယံဆိုတော့ပြတိုက်ကြီးတွေပေါ့ဗျာဇာကြီးတိုက်ကြီးတွေပြတိုက်ကြီးတွေအဲ့မှာလူစီးတဲ့အပြတိုက်ဆိုတော့ရှင်မြတ်သမိုင်းကြောင်းထောက်ထားတွေရောတကယ်ဖြစ်စဉ်တွေရောလေ့လာလို့ရတဲ့နေရာတွေကိုဗျာသမိုင်းကြောင်းဘာညာစိတ်ဝင်စားပြီးဆိုတာအာမန်လူစိတ်ဝင်စားတာမှမဟုတ်တာရိမန်းချက်ရွေချက်ကြီးတဲ့ပုံကိုယ်တွေကိုတယောက်တည်းမဟုတ်ဘူးကိုပတ်ဝင်ရင်လည်းနိုင်ငံတော်အဆင့်စိတ်ဝင်စားတဲ့ပုံကိုယ်မှာသမိုင်းစိတ်ဝင်စားတာအာမန်လူစိတ်ဝင်စားဘူးဗျာသမိုင်းတဲ့အဝေးကြီးတို့တယ်မဆိုင်ဘူးဟာလေဒီလိုနေကြတာ ဒါကြောင့်အမေရိကန်နိုင်ငံကျတော့ရှင်မအထက်တန်းကျောင်းထီကိုသမိုင်းပါတဲ့ကိုသူတို့နိုင်ငံရဲ့သမိုင်းပါတဲ့ကို၁၀တန်းတိရမသိမနေရပဲလူတိုင်းသိရ high education ဖြစ်သွားပြီတက္ကသိုလ်လည်းပဲကျတော့ရှင်မတို့ကြိုက်တဲ့နိုင်ငံရဲ့သမိုင်းကြိုက်တဲ့ဒေသရဲ့သမိုင်းကိုရွေးပြီးတော့တရားယူလို့ရဒါကြောင့်သူတို့က specialize ကျွမ်းကျင်တယ်မြန်မာပြည်ရဲ့အကြောင်းဆိုမြန်မာပြည်ရဲ့အကြောင်းကို specialize ကျွမ်းကျင်တဲ့အမေရိကန်နိုင်ငံရဲ့သမိုင်းဆရာတွေအများကြီးရှိတယ်မြန်မာပြည်ရဲ့တိုင်းရင်းသားတွေရဲ့ရင်းမှုဒေသကို specialize ကျွမ်းကျင်တဲ့လူတွေရှိ လုံးဝသူတို့ကဒီတစ်ခုမှ specialize ခုပြုတ်ပြီးတော့ယူပြီးလေးလံနေကြတာတပည့်တော်တို့နိုင်ငံအသင်းမှာတာမန်လူတွေနေတဲ့တာမန်တိထားတဲ့သူတွေထက်အများကြီးတာ90%တာတယ်ဆိုတော့အဲ့လိုမျိုးသူတို့ specialize လေးလာတာတမိုင်းရဲ့အရေးပါပုံကိုလည်းရှင်ပြသူတို့နိုင်ငံရဲ့တမိုင်းကိုအငယ်တန်းတွေအတင်လိုက်တာထက်သန်းရောက်တဲ့ဒီမသိမနေရပဲလူတိုင်းတပည့်တော်နိုင်ငံအဲ့လိုရေးရမသိခဲ့ရဘူးရေးရမသိခဲ့ရဘူးဒါတပည့်တော်တို့တမိုင်းကိုစိတ်ဝင်စားနဲ့ပြန်ပြီးဖတ်လို့လေးလာလို့သိသွားကဲလူတွေကလူတမိုင်းမသိတော့ဘုန်းကြီးတွေကဘာသာရေးတမိုင်း မနေ့ကတပြည့်သာနာသမိုင်းကိုတပြည့်သင်တယ်တပြည့်စာအုပ်60ကျော်ဖတ်တာအဲ့ဒါသာနာသမိုင်းနဲ့ပတ်သက်တဲ့ဟာပဲရှိသေးတယ်ကျန်တဲ့ဆက်ဆက်နေတဲ့မြန်မာသမိုင်းဆက်ဆက်နေတဲ့နိုင်ငံတကာရေးထားတဲ့သမိုင်းတွေအထောက်အထားတွေအများကြီးယာနဲ့ကြည်ဖြတ်မှဒါယူရပို့ချလို့ရတယ်ကိုယ့်ဘက်ကခိုင်မာနေမြခိုင်မာဒါတော်ယူရတို့လိုအပ်တဲ့အချက်တွေလွဲမားတဲ့အချက်တွေအယူဆတွေအများကြီးလိုသေးတယ်ဒါတော့ဖတ်နေတယ်ဒါတော့လေ့လာနေတယ်ဒါတော့ update ဖြစ်တဲ့ဟာတွေကို အစမပြတ်သင်ယူနေပါတယ်ဆိုတော့လိုအပ်ချက်တွေလွဲမလာတာတွေရှိနေသေးတယ်။အဲ့ဒါတော့မလေးလာဘူးမသင်ယူဘူးဆိုရင်တော့ရှင်မြတ်တို့တလွဲကြည့်တယ်ဖြစ်မှာ။ဟုတ်ပြီဒါကြောင့်နိုင်ငံနိုင်ငံရဲ့တိုးတက်တဲ့ပြယုတ်လက္ခဏာကိုဒီလိုကြည့်အောင်ဗျာဘယ်နေနေရာကြည့်မလဲဗျာ။ဘာလေးကြည့်မလဲ။စာကြည့်တိုက်တွေမျူဇီယံတွေစာကြည့်တိုက်ကြီးတွေပြတိုက်ကြီးတွေစီကားနေရင်အဲ့ဒီနိုင်ငံမှာပညာတတ်တွေပေါ်တယ်။နောက်တစ်ခုတက္ကသိုလ်ကြီးတွေကျောင်းတွေအတန်းကျောင်းတွေဟာလူစီကားနေရင်အဲ့ဒီနိုင်ငံပါလို့ ပညာတတ်တွေပေါ်တယ်နောက်တစ်ခုကနိုင်ငံရဲ့ဝင်းကျင်မှာတန့်ရှင်းနေတဲ့စိမ့်လန့်နေတဲ့အခုရှင်ပြဖွံ့ဖြိုးတတ်တဲ့နိုင်ငံတွေသွားကြည့်မသွားနိုင်ဘူးဆိုရင်လိုင်းပေါ်နေကြည့်လို့ရတယ်ကြိုက်တဲ့နိုင်ငံကိုရိုက်ရှာကြည့်လိုက်ဖွံ့ဖြိုးတတ်တဲ့နိုင်ငံတွေစိမ့်လန့်နေမယ်တန့်ရှင်းနေလိမ့်မယ်အကုန်လုံးစနစ်ကြအမိုက်ပြတာစစနစ်ကြ GEO သေးပေါက်စနစ်ကြဒီလိုနိုင်ငံကဘာမှစနစ်မကြအဲ့ဒါလေးမြတ်စွာဘုရားရဲ့ခန္ဓာကဝိတ္တတိကျတော့မှဟောပြီးတာ ဒီလိုတို့ဘုန်းကြီးတွေလည်းမလိုက်နာဘူးလူတွေလည်းမလိုက်နာဘူးဘုရားဟောတာကအလကားလို့ထင်နေတာဘုရားဟောတာကိုပြစ်ဆက်လက်ကက်လှုပ်ထားတာဒီလိုတို့နိုင်ငံကလေဒါကြောင့်ဗယံမရနိုင်ငံကြီးဖြစ်နေတာပဲအဲ့ဒါဒီလိုတို့ပြောင်းလဲရမှာပြန်နော်အဲ့ဒါနိုင်ငံလိုက်ကြီးတယ်ပေါ့ချုံလိုက်ပေါ့ဗျာခုဒီသင်တန်းကြီးဖွင့်ထားတဲ့ဝင်းကျင်မှာပဲချုံကြည့်လိုက်ဟာတင်ညာတင်ကြားဖို့ခွင့်လန်းနေများနေဒီဝင်းကျင်ဟာပညာတတ်တွေရှိလို့ပညာတင်ကြားဖို့ခွင့်လန်းနေရှိရင်အဲ့ဒီဝင်းကျင်ဟာပညာတတ်တွေရှိလို့ စာကြည့်တတ်ကြီးတွေအလုံးလုံးနေတယ်ဆိုရင်အဲ့ဒီဝိညာဉ်ဟာပညာတတ်တွေရှိလို့မိတို့နေတဲ့ဝိညာဉ်ဟာအသင်ရှင်စိမ့်လန်းနေတယ်ဆိုရင်ပညာတတ်တွေရှိလို့ပဲအဲ့ဒါဆိုတော့တီးဆောက်တဲ့အခါလူမှုဝိညာဉ်တစ်ခုကိုတီးဆောက်တဲ့အခါဒါကိုတီးဆောက်ရတယ်တန်ရှင်စိမ့်လန်းအောင်တီးဆောက်ရမယ်ဒါစီကံတကြနေတိုင်းတည်းအကုန်လုံးသိရအင်တာနက်သွားလဲသိနေချင်းနေထောင်းမနေရဘူးတန်တန်ရှင်းရှင်းဖြစ်နေရမယ်အင်တာနက်ရေချိုးကန်းတဲ့အခါလဲတန့်ပြန့်နေအဲ့လိုမျိုးဖြစ်အောင်ဒီလိုတော့ပြင်ဆင်ရမှာပေါ့ ဟောနောက်တကဇာကြီးတဲ့ကြီးတွေဇာဖက်တဲ့သူတွေနဲ့ဇာအုပ်စရန်းတွေစီတီကားကားရှိနေရနောက်တကပညာသင်ကြားဖို့အခွင့်အလမ်းတွေအဲ့ဒါတွေအများများရှိနေရမယ်အဲ့ဒါဆိုရင်ရှင်ဘုရားတို့နေတဲ့ဝိညာဉ်ဟာပညာတတ်တဲ့ဝိညာဉ်ပဲတပည့်တော်ဘာကထောင်ကျင်ပါတယ်တပည့်တော်ပညာရေးစင်တာတွေလှုပ်ချင်ပါတယ်ပညာရေးဖောင်ဒေးရှင်းလှုပ်ချင်ပါတယ်ဆိုအဲ့ဒီ၃ချက်ပဲလှုပ်အောင်ပါတခြားလှုပ်စရာမရှိပါဘူးအဲ့ဒီ၃ချက်ကိုလှုပ်တဲ့နေ့စနစ်တွေတော့အများကြီး မနေ့ကပညာရေးဖောင်ဒေးရှင်းတခုထူထောင်ခြင်းလို့ဆိုပြီးဒီလိုအကြံဉာဏ်တောင်းတယ်အဲ့ဒါလည်းဒီလိုပြောတယ်ဒီလိုနှစ်ပိုင်းလောက်အောင်မယ်လို့တင်ကြားပေးတဲ့အပိုင်းရယ်တည်ယူတဲ့အပိုင်းရယ်တင်ကြားပေးတဲ့အပိုင်းမှာဆရာဆရာမတွေကစီကံစနစ်ကြပြီးတော့ Chinese psychology လို့ကျွမ်းကျင်ရကလေးစိတ်ပညာနဲ့ပတ်သက်ပြီးနားလည်ကျွမ်းကျင်ရတင်ကြားမှု RWCT ကျွမ်းကျင်နေရအဲ့ဒါလေးနဲ့ပတ်သက်ပြီးဆရာဆရာမတွေပံ့ပိုးနိုင်ရှင်များတင်ကြားရေးထိရောက်မယ်တည်ယူမှုမှာဆိုရင် curriculum တွေရှိတယ် curriculum မှာ တည်ယုံညွန်းတဲ့နေမှာကိုယ်တိုင်တည်ယုံနိုင်တဲ့စနစ်ပါမယ်။ထီရောက်တဲ့သင်ကြားပေးတဲ့စနစ်ပုံစံတွေပါမယ်။လက်တွေပါမယ်။ဒီသုံးချက်ကြီးอ่ะ။အဲ့ဒါမှပါပညာရေးရှင်များလုံးကုန်မလုံးနဲ့လို့အလကားအပေါ်ယံပညာရေးဖြစ်မယ်။လက်တွေဆိုတော့ဘာတွေပေါ့ထမင်းချက်နီးလက်တဲ့အသိမဲ့ဆိုင်နီးလက်တဲ့အကုန်သင်ရမယ်။ဒါတပြည့်တော်နိုင်ငံမှာမသိဘူး။နိုင်ငံတကာမှာတော့ economic education home education တို့ဒါတွေအဓိကထားသင်။တဲ့တန်းတို့တဲ့တန်းနဲ့တန်းအောင်ကလေးလေးကြက်သွန်ခွာနိုင်လားကဲသွေးရလီနိုင်လားအဲ့ဒါတွေရသသင်တယ် ်နော်ဝေတို့ဆွီဒင်တို့မှာအထူးပြုပြီးတဲ့တပြည့်လုံးနိုင်ငံကျတော့ဆယ်တန်းအောင်တော်မနဲ့ဘာမှမလုပ်တတ်သေးဘူး။ထမင်းမချက်တတ်သေးဘူး။ဒီလိုမျိုးတွေအများကြီး။ဟိုကအသိပေးဆိုင်တဲ့ကလေးလေးကိုမျိုးစေ့ပေးလိုက်တယ်။အဲ့မျိုးစေ့လေးကိုပန်းအိုးလှလှလေးနဲ့ပေးလိုက်တယ်။အဲ့မျိုးစေ့လေးကိုစိုက်ခဲ့။ကလေးလေးကမျိုးစေ့လေးစိုက်ထားတဲ့အပင်လေးပေါက်လာတဲ့ရေလောင်းနဲ့အဲ့ဒါလေးကိုကလေးလေးကိုအသိပေးချိုက်ချစ်တဲ့အောင်သင်ပေးလိုက်တာ။တခါတည်းလက်တွေစိုက်ခိုက်ပြီးအသိပေးချစ်တဲ့အောင်သင်ပေးတာ။ဒီလိုနိုင်ငံကစိန်လန်းတော့ကဘာမြည်တယ်။တစ်တော့တစ်ပင်ချစ်ခင်တဲ့လူမျိုး။တစ်ပင်ကို နှစ်စင်တို့အောင်ရွှေတိုက်ကိုစိုးဘာညာညာအကုန်လျှောက်ပြီးရွှေတက်တာတိပင်းမခုတ်ရထောင်သုံးနှစ်ဆိုအဲ့ကိုချစ်တဲ့ဘဝင်းကြီးကိုမဖြတ်သီးဘူးအဲ့ဒါပဲပြည်မြေပုံလေးဆွဲခိုင်းတယ်သာတို့သမီးတို့နိတိပါတဲ့မြေပုံတင်ဒီဟဲ့မမြန်မာပြည်ပြုံလေးကိုလှလှဆွဲဒါတို့သမီးတို့မြန်မာပြည်ကိုချစ်တဲ့သူမြန်မာပြည်ပြုံလေးကိုလှလှလေးဆွဲခဲ့တော့လို့ပြောလိုက် ကလေးတွေကအာမြန်မာပြည်ကိုချစ်တယ်ဆိုမြန်မာပြည်ကိုလှလှဆွေးရမယ်မလှရင်ပြန်ပြတ်မချစ်ဘူးလို့ပြောခံရမှာဆိုလို့မလှရင်ပြန်ပြတ်မချစ်ဘူးလို့ပြောခံရမှာဆိုလို့အဲ့ဒီကလေးကိုမင်းတို့မြေပုံကြီးကိုတချမ်းဖြတ်လိုက်တော့မယ်နိုင်ငံခြားအတိုင်းအတာအကြီးကျော်မယ်ဘာလို့မလဲသူပြန်ချမှာပေါ့ဒီလိုဖြစ်သွားအဲ့ဒီကြမှာ nationalism ရပေါ့လားမြို့သားရေးစိတ်ကအသေးသေးဆွဲနေအောင်သင်ရတာအခုတင်းကြီးတွေအကုန်လွှဲနေတာကောင်းတဲ့ဒီမိုကရေစီဆိုတဲ့စာအုပ်မှာဇယိုက်ဦးတန်ရေးပြထားတယ်ဖတ်ကြည့်ပါဗျာဤသည်သည်တင်ကြားရေးတွေမှာတပြီးတော့နောက်ဆုံး အပတ်စဉ်ကြလာလိမ့်မယ်ရှင်မြတ်တို့အဲ့ဒါတွေအဓိကဖိပြောတော့မှာဣသူတိတင်ကြရင်ဘာလို့ပြန်သွားရင်ရှင်မြတ်တို့ကိုယ်ရင်နေတင်ကြတော့ကျောင်းသားတွေတင်ကြတော့မရစ်လိမ့်မှာတင်ကြတော့ဓမ္မဂရိကပြည့်မြတ်ကမတင်ကြဘူးဟုတ်တယ်မလားဖြစ်ဖြစ်ဖြစ်အရေးမှမကြီးတာဖြစ်အောင်ကြိုးစားမယ်လို့ဖြစ်လိမ့်မယ်ဖြစ်အောင်မကြိုးစားလဲအလုံးလုံးနိုင်ဖို့ပဲရည်ကြီးတယ်ရှင်မြတ်တို့ဘဝဉ္ဇဉ်ကခုနကပြောတဲ့၃ချက်ဇာတိတိုက်တွေဖွင့်ပြပါမယ်တင်ဝင်လို့ရတဲ့ပညာသင်လာလို့ရတဲ့ဘဝဉ္ဇဉ်တွေထုံးကားလာရမယ်စိမ့်လန်းတန်ရှင်းနေလို့ရှင်မြတ်တို့တာဝန်ကျပြီဒီလိုတို့ပို့ချရတာတန်ပြီဗျာဒီလိုအဲ့အရာတွေကိုလေ့ကျင့်ရမယ်ဒါကြောင့် ။ဘုကြောင်ဆန်ပြောခဲ့တဲ့စကားကိုပြန်ပြောပါဗျာ။ဗါရဲလုံးဗျာ။ပညာရေးသည်နိုင်ငံရေးဖြစ်သည်။ဘယ်မှာပြောခဲ့တာလဲ။တိမ်ပြူဆရာသတ်တင်ကျောင်းဆင်းပွဲမှာပြောခဲ့တာဗျ။တပည့်တော်တို့ဘုန်းကြီးတွေဟာသေခိတရားခိပကံခိအင်းဝပင်ရဇဂိုင်းကုန်းပေါ့ညောင်ရန်စာရေးတပည့်ခိအဆက်ဆက်မြမသမိုင်းခိကြီးရေဆက်ဆက်အကုန်လုံးဘုန်းကြီးတွေဟာပညာရေးဦးဆောင်ခဲ့တာဘုန်းကြီးတွေဟာသတိလဲလို့နေလိုက်လို့ပမာရမေ့လျော့သွားလို့ လောကလည်းမပြင်းသေးနဲ့ဓမ္မလည်းမယွင်းသေးနဲ့ဆိုတော့အစုံမလမ်းညွှန်မှုကိုမရခဲ့လို့ဖြစ်သွားတယ်။ဘုံကြီးတွေဒီရနေပြီးတော့ကလေးတွေကိုဆွဲထုတ်ခံလိုက်ရတယ်။လောကရဲ့အကြောင်းတွေနဲ့အစာထုတ်ပြလိုက်တယ်။ဆရာတွေနဲ့အစာထုတ်ပြတယ်။ဒါကြောင့်ဘုံကြီးဟာနံပါတ်1ဆရာဖြစ်ရ။နံပါတ်2ဆရာလူဆရာ။လူဆရာတွေပေါ်မှာဘုံကြီးဆရာရှိရ။အခုကဘုံကြီးရဲ့ဆရာမလုပ်နိုင်တဲ့ကလူဆရာတွေကိုခနေတယ်။သင်ပေးပါနော်။လုပ်ပေးပါ။တဒန်းကိုင်းနိုင်ငံနဲ့နှစ်တန်းကိုင်းနိုင်ငံနဲ့လှုပ်ပေးပါတင်းပေးပါနဲ့ခခရရအလူခံစရာမလိုတော့အောင် ရှင်များတို့ရည်ရှင်းရှိတယ်ဆိုရင်တော့လာလူကြပါပဲအလုံးပုံနဲ့တက်သက်လေးဖွင့်ပြီးဟောပါဦးကလေးတွေကဘလောက်လောက်ရှိလို့ပါနောက်စားအုပ်စားတန်းလေးတွေလူကြပါအောင်စားနေရိတ်ကလေးအချောက်ချမ်းလေးတွေလူကြပါအောင်နဲ့ရှင်များတို့ရိုးကြသွားပြီလို့ပြောရိုးကြသွားပြီလို့ပြောတကြီးတို့တန်းဝင်ပါဝင်မဖြစ်သေးလို့အဲ့လိုတောင်းလာတန်းဝင်ပါဝင်ဖြစ်သွားပြီဆိုတောင်းစရာမလိုဘူးပုံထက်နေအောင်လာပေါ်လိမ့်အဲ့ဒီမှာပုံထက်နေတော့လည်းနောက်ပြဿနာတစ်ခုတက်တယ် ပုံထက်နေတော့အဲ့ဘုံကြီးတွေစီကံမရှိတချို့အကြောင်းဆိုတော့တော်တော်ကြီးပုံထက်နေတယ်ပုံထက်နေတဲ့အခါအဲ့ဒီအကြောင်းကကလေးတွေကိုပေးထားတာသွားလိုက်တန်းတစ်လကို၃ချောင်းလောက်ရအာသွားလိုက်တန်းနေရရှင်မလေးငါးချက်လောက်တိုက်ပြီးလှုပ်ပြထားတပိတော့သွားလိုက်သေးကိုအနည်းဆုံး၆လ၃နဲ့သွားလိုက်သေးတဲ့ဘူးအနည်းဆုံး၆လ၃နဲ့သွားလိုက်သွားလိုက်တန်းရဲ့အပေါ်မှာသွားလိုက်စီပုံလို့ရတဲ့လေးဘုံတစ်ဘုံပဲသွားလိုက်စီလေးကိုတင်တယ်တချို့ကအပြည့်တင်တာသွားလိုက်စီတိုက်တဲ့နေရာတော့မသုံးတတ်ကြသေးဘူးဆက်ပြားတွေဆိုရင်ရှင်မရေချိုးတဲ့နေရာမှာဆက်ပြားတွေကမလိုဘဲနဲ့များနေတာအကုန်ကြတယ်များနေတာ အဲ့ဒါလေးအကုန်လုံးစီးစနစ်မကြရဲတန်တုတ်တိပရမတဏံဆိုအလကားဖြစ်သွားပြီစီးစနစ်ကြတဲ့ဝိညာဉ်တစ်ခုကိုတည်ဆောက်နိုင်ဒါကြောင့်ကိုရင်နေចောင်းသားတွေမွေးပြီးကိုရင်နေចောင်းသားတွေအသီးကမ်းမရှိဘူးဆိုအဲ့ကြောင့်ဘုန်းကြီးတိတ်ခါကြတာလေအဲ့ဒါလေးပြောင်းအောင်မယ်ရှင်မြပညာရေးဆိုတာအဲ့လက်တွေ့ပညာရေးကအဓိကပဲဗျာဟိုဘွဲတွေဘာတွေဆိုတာဘာမှမသိကြဘူးအဲ့ဒီပညာရေးကိုရှင်မြတို့လုံနိုင်ရင်ရှင်မြတို့လုပ်ငန်းကွင်အောင်မြင်ပြီလို့ဒီလိုဒီလိုပြောချင်ပါလေဗျာကံ OB ဒီလိုစာပေကိုဆက်သွားကြည့်အောင်ဗျာဗါတယ်လေဗျာစာပေချင်းဖြင့်ပြေဝါရာဤရေးသားချင်းဖြင့်တိကျရာဤ ဆွေးနွေးခြင်းဖြင့်အသိဖြစ်သည်ဘေးကွန်းဆိုရင်တော့ပြင်သစ်ကဆာရေးဆရာကြီးပေါ့ Reading make a full man Writing an exact man Conference a ready man စာပတ်ခြင်းဖြင့်ပြေဝါရာဤစာပတ်တက်ကဘုသူရအကြမ်းမြင်နေပြေပြေဝါဝါရဘာမေးလိုက်ပြီလဲဟာဒီပုဂ္ဂိုလ်ပြောလိုက်ရင်ဗျာအကုန်လုံးကတော်တော်သိထားတာပဲတော်တော်လေးလာထားတာပဲတော်တော်နှမ်းသက်တဲ့ပုဂ္ဂိုလ်ပဲ စကားပြောလဲအဝဆုံးရှင်လိုက်တာဗျာဝေါ်ဟာရလဲကျွေလိုက်တာဘဲဘက်ကလာလာဆွေးနေနိုင်တယ်မေးနိုင်တယ်ပြောနိုင်တယ်ဘို့ချမေးနိုင်တယ်အဲ့ဒါဘာလို့အောင်မလို့ဇာဖက်ရမယ်ဇာဖက်ရင်ပြေဝသွားလိမ့်မယ်ဇာဖက်ချင်းပြင်ပြေရောဟာကြီးအော်ပြေဝရဲဆိုတဲ့နေရာမှာရှိသေးတယ်မပြေတဲ့ဟုတ်ပါတယ်တော့တပိုင်းရောင်ကျက်စာရယုံနဲ့ခပ်ပါလသဘောညံလေဒီကြတော့ပြန်ပြောဦးလားအဲ့မတောက်တဲ့ခေါက်သမားတွေကညင်းတာပဲညင်းကျင်းတော့ရည်သီးသံတဲ့ အမြင်ချင်းတော့အငင်းတန်တယ်ဆိုတာပြောအမြင်ချင်းတော့အငင်းတန်တာပဲရှင်ဗျာငင်းရမှာမဟုတ်ဘူးဆွေးနွေးရကာလင်္ဒဓမ္မတာကိစ္စလို့ပြောတာအားတဲ့ချိန်တိုင်းချင်းလို့ပြောတာမဟုတ်ဘူးအခါအားလို့ရတော့အလုပ်ခိုင်းတာဆွေးနွေးခိုင်းတာမြတ်စွာဘုရားရှင်ကဆွေးနွေးခိုင်းတာမပါဘူးလားဗျာကာလင်္ဒဓမ္မတာကိစ္စလေမင်္ဂလာတော်မှာပါဘူးလားဆွေးနွေးတဲ့ဆိုဘာလဲဆွေးနွေးမှာပရိယအင်းပရိယကတော်ပြီဇံဝဲတွေဖြည့်ပြီးပရိယမပြောတော့ဘူးတို့လို့မဟုတ်တော့ဟုတ်လားကန္တာ အာကန္တရုဒ္ဓပျောက်သွားပြီဇာတိဘာတိလည်းမပတ်တော့ဘူးဥမ်ကန္တရုဒ္ဓပျောက်သွားပြီအဲဆိုဝိပဿနာသုဒ္ဓအဝိပဿနာသုဒ္ဓငယ်သေးတယ်ဘယ်လိုလဲလူလေးလို့တော့ကောက်တိုင်းပဲမျက်စိလေးပိတ်ပြီးတောင်တွေးမြောက်တွေးပေါ့အဲဒီလိုတွေလုံနေကြတာလေဒီလိုတော့အပါဝင်လုံနေကြတာဘုန်းကြီးတွေလုံနေကြတာညီညာအေးမှာဘယ်လိုဥဆောင်ကြပါတော့ရှင်များတို့လူတွေယုံကြည်လောက်အောင်ရှင်များတို့မှာညီညာအေးကိုတိဆောက်တာလားရှိပြီလားဆွေးနွေးလိုက်ပြီဆိုရင်ရှင်များတို့အစင်သိဖြစ်ကြပြီလားပေါ့ ဒါကြောင့်ဒီလိုကလေးတွေဆိုပြည့်တယ်ပြောတယ်အစင်သင်းဖြစ်အောင်လုပ်တာ အောင်မြင်အစင်သင်းဖြစ်အောင်လုပ်တာတဲ့တောင်းဝင်ပေးလိုက်ပြီဆိုအစင်သင်းမဖြစ်သေးလို့ပါဖခင်နဲ့သွားလို့ရင်အလူကြီးတွေကညွန်ရင်မှာပဲအဲ့ဒါပဲနေရာနေနေ potential ဆိုတာရှိတယ် potential ဆိုတာအာအလားလားရှိတယ်ကလေးနောက်ဖွံ့ဖြိုးတိုးတက်မယ်ကလေးအလားလားရှိတယ်ဒီကလေးမြေတောင်မြောက်ပေးလို့ရတယ်အဲ့လိုလူတွေကိုလူကြီးတွေကမြင်တယ် တပူရဲ့တူရဲ့ကြည့်မြင်တာမဟုတ်ဘူးသူ့ရဲ့အခြေအနေကိုကြည့်ပြီးအလုတ်ခိုင်းကြည့်လိုက်တယ်အလုတ်မှာစင်သင်းဖြစ်သလားပေါ့စင်သင်းဖြစ်တယ်ဆိုရင်အဲ့ဒါတိုးတက်မြန်တယ်အဲ့ဒါဆိုရင်တို့ကပြိုးတော်မှာပေါ့မြေတော်မြောက်ပြီမှာပေါ့ဒါကြောင့်အစင်ရအရှင်များတို့နေရာတိုင်းမှာအသင်